တနစ်တာတမချန်းစာမှာကျူဆူပါတယ်။ယနေ့အတူတကွာဖက်ရန်တမချန်းစာမှာတရားသူကြီးမဆာခန်းကြီး19မှ21အထိဖြစ်ပါတယ်။တရားသူကြီးမဆာခန်းကြီး19လေဝိအမျိုးသားနှင့်မယားငယ်ဣတယီလာရှင်ဘီမရှိသည့်ကာလဣဖရိန်တောင်ကပန်း၌တဲခုသောလေဝိလူတယောက်သည် ယူဒခရိုင်ပလင်မျိုးသူမိမတယောက်ကိုတိမ့်ယူ၏ထိုမိမသည်လင်ကိုဖြစ်မာ၍ပလင်မျိုးမိမိအဖအိမ်သို့သွားသည်ဖြစ်လေးလနေလေ၏လင်သည်သူ့ကိုချုံမော၍ဆောင်ခဲ့ခြင်းကငယ်သားတယောက်နှင့်မြင်းနှစီပါလျက်ထသွား၍ရောက်သောအခါမယားငယ်သည်မိမိအဖအိမ်ထဲသို့ခေါ်သွင်း၍ တဖာတီတမတ်ကိုတွေ့မြင်လျင်ဝမ်းမြောက်သောစိတ်ရှိ၍တိမ့်စီလေဤထိုကြောင့်တမတ်တီစားတော့လျက်အိတ်လျက်သုံးရက်ပတ်လုံးရုခမအိမ်၌နေဤစဒုထာနေရဲ့နနက်ဆိုးဆိုးထား၍ထွက်တော်အံ့သောငါပြင်ဆင်သောအခါရုခမက မုတ်အနေငယ်ကိုစား၍အားဖြည့်ပြီးမှသွားကြပါဟုတမတ်အားဆိုသည့်အတိုင်းနှစ်ယောက်လုံးထိုင်၍စားတောက်လျက်နေကြ၏ယောက်ခမကလည်းသဘောကျပါတော့ယနေ့ညကိုလည်းလွန်စေသဖြင့်ပျော်မွေးလျက်နေပါတော့ဟုတမတ်အားဆိုပြန်၍တမတ်တီသွားအံ့တော်မှာထတော်လေယောက်ခမတွေးဆောင်သဖြင့်တမတ်တီ ထိုအရ၌အိပ်ပြန်လေ၏ပိစမနေရဲ့နနက်ဆောဆောသွားအံ့သောငါထသောခါရောက်ခမကအဖြစ်ပါဦးလို့ဟုဆို၍မုံလွဲတီတိုင်အောင်နှစ်ယောက်လုံးစားတောက်လျက်နေကြ၏ထိုသူသည်မယားငယ်နှင့်ငယ်သားကိုခေါ်၍သွားအံ့သောငါထပြန်သောခါသူ၏ရောက်ခမဖြစ်သောထိုမိမ၏အဖကကြည်ပါ မိုးချုပ်လူပြီးယနေ့ညကိုလည်းလွန်စီပါတော့နေ့အချိန်ကုန်လူပြီးဤအရ၌အိပ်၍ကြုံမွေးလျက်နေပါတော့နတ်ဖြန်နဲ့နတ်စောစောထား၍ကိုနေရအရက်သို့သွားတော်ဟုဆိုတော်လေတမတ်တီထိုညကိုမလွန်စီပဲထထွား၍ကုန်းနီးတင်သောမြင်းနှစီနှင့်မယားငယ်လည်းပါလျက်ယေရုရှလင်မြို့တည်ဟူသော ရေဘုံမျိုးအနီးသို့ရောက်လေ၏ထုံမျိုးအနီးသို့ရောက်သောအခါမိုးချုပ်သောကြောင့်ငယ်သားကနားထောင်ပါတော့ရေဘူးတိလူနေရာဤမျိုးတို့ဝေ၍အိတ်ကြကုန်အံ့ဟုသခင်အားဆိုသောသခင်ကဤတေလာအမျိုးမဟုတ်တပါးမျိုးသားနေသောမျိုးတို့မူဝင်ဒီပါမျိုးတို့တော်ဦးမီဒီပါမျိုး ရာမမျိုးအစရှိသောတစုံတစ်ခုသောအရ၌ညကိုလိုစေခြင်းကတွားကြကုန်အံ့ဟုငေသားအားဆိုလျက်ခီးသွောပြန်၍ဘိယာမင်ခိုင်ဂိဘာမျိုးအနီးသို့ရောက်သောအခါနေဝင်လေ၏ဂိဘာမျိုးမှာညကိုလိုစေမိအကြံနှင့်မြို့ထဲသို့ဝင်၍အဖေသူမြအဲ့မခံသေးသောကြောင့်လမ်းမထိုင်နေ၏ ဂိဘာမျိုးသားတို့သည်ဗိယမိတ်မျိုးသားဖြစ်ကြ၏တို့ရာတွင်တဲခုသောအေဖရိန်တောင်သားလူအိုတယောက်ရှိသည်ဖြစ်၍ထိုသူသည်ညဦးရ၌လည်လောက်ရာမှလာစဉ်ညော့ကြည့်၍မြို့လမ်းမှာဧည့်သည်တယောက်ရှိသည်ကိုမြင်လျင်တင်သည်အဘယ်ရက်သို့သွားသည်နီးအဘယ်ရက်ကလာသည်နီးဟုမေးတော့ ကျွန်ုပ်တို့သည်ယူဒခရိုင်ပလင်မြို့မှ အေဖရိန်တောင်ကပန်းသို့သွား၏ကျွန်ုပ်သည်အေဖရိန်တောင်သားဖြစ်၏ပလင်မြို့သို့ခနသွားပြီးမှယခုထာဝရဖရာ၏အိမ်တော်သို့သွား၏အဘယ်သူမျှအဲ့မခံသေးတို့ရရင်မိဖို့မျက်ချောင်းနဲ့အချားကျွေးเสียရရှိ၏ကိုနှစ်ကိုယ်တော်ကြုံမှလိုက်လာတော့ငေတာဖို့ မုံနှင့်စပြည့်ရရှိ၏တစုံတစ်ခုမျှမလိုပါဟုပြောဆို၏လူအိုကလည်းတင်၌ချမ်းသာရှိပါစေသောတင်လိုသည်မသည်နာတာရှိစေတော့လမ်းမှာညကိုမလွန်စေနှင့်ဟုဆိုလျက်မိမိအိမ်တို့ခေါ်သွင်း၍မိတို့ကိုကြွေးလေ၏သူတို့သည်ခြေကိုဆေး၍စားတော့ကြ၏ ထိုတို့ပျော်မွေးလျက်နေကြသောအခါထိုမျိုးသားအတ္တမလူချို့တို့သည်အင်ကိုဝိုင်း၍တကားကိုရိုက်ကြ၏အင်းရှင်လူအိုကိုလည်းခေါ်၍တင့်အိမ်တို့ဝင်သောယောက်ျားနှင့်ငါတို့သည်ဆက်ဆံလူသည်ဖြစ်၍ထုတ်ခဲ့လို့ဟုဆိုကြ၏အင်းရှင်သည်လည်းထွက်၍ညီကိုတို့သို့သောအမှုကိုမပြုပါနှင့်ဤသူသည် အချို့မိုးအိမ်၌တဲခုသောသူဖြစ်၍အတ္တမမပြုကြပါနှင့် အချို့မိုး၌တမိကညာရှိပါ၏သူဤမယားငယ်လည်းရှိပါ၏သူတို့ကိုထုတ်၍ပေးပါမည်သူတို့ကိုရှုတ်ချကြပါအလိုရှိသည့်အတိုင်းပြုကြပါဤယောက်ျား၌ဤမြလောက်ဆိုသောအမှုကိုမပြုပါနှင့်ဟု တောင်းပန်တော်လဲသူတို့သည် နားမထောင်သောကြောင့် လေဝိလူသည်မိမိမယားငယ်ကိုထုတ်၍အသဖြင့်သူတို့သည်တညာလုံးအထမပြု၍နလက်တိုင်အောင်ရှုတ်ချပြီးမှအာယုံတက်မှလွတ်လိုက်ကြ၏အာယုံတက်သောအခါမိမသည်လာ၍မိမိသခင်နေရာအိမ်တကားရှိမှမိုးလင်းသည့်တိုင်အောင်လဲနေ၏နလက်အချိန်ရောက်မှ သူဤတခင်သည်ထား၍အိမ်တကားကိုဖွင့်သည်ဖြင့်ခီးသွောအံ့သောငါထွက်သောအခါမယားငယ်သည်အိမ်တကားရှိမှလဲ၍တကားခုံကိုလက်တင်လျက်ရှိသည်မြင်သောထာလော့သွားကြကုန်အံ့ဟုဆိုတော်လဲသူသည်ပြန်မပြောဘဲနေ၏ထိုအခါယောက်ျားသည် သူ့ကိုမြေပေါ်မှတင်သည်ဖြင့်မိမိနေရာသို့သွားလေ၏ မိမိအိမ်သို့ရောက်သောအခါဓာတ်ကိုယူ၍မယားငယ်အကောင်ကိုအယိုးနှစ်တကွဆနှစ်ပိုင်းပိုင်း၍ဤတရီလာပြီတလျှောက်လုံးသို့ပေးလိုက်လေ၏တိမြင်သောသူအပေါင်းတို့ကဤတရီလာအမျိုးသားတို့သည်အေကုတ်ထုပြီကထွက်သောနေမှစ၍ယနေ့တိုင်အောင်ဤကဲ့သို့သောအမှုကိုအဘယ်သူမှမပြုတခါမှမဖြစ်စဘူး စင်ကြွေတိုင်ပင်စီရင်ကြတော့ဟုပြောဆိုကြ၏တရားသူကြီးမတ်စာအခန်းကြီး20စစ်တိုက်ရန်ပြင်ဆင်ခြင်းထိုအခါဤတည်လအမျိုးသားပေါင်းတို့သည်ကိလက်ပြည်သားတို့နှင့်တကွာထလျက်ဓမျိုးမဆာ၍ဘေးရှိပါမျိုးတိုင်အောင်ပြိတ္တပေါင်းတို့သည်တယောက်သောသူကဲ့သို့မိစ္ဆာပါမျိုး ထာဝရဘုရားထံတော်၌စီဝေးကြ၏။ဤတည်ရလအမျိုးအနွယ်ပေါင်းကိတာပေါင်းတို့၏အကြီးအကဲတို့သည်စီဝေးကြတော်ဘုရားသခင်ဤလူဒါလနဲ့ဆွဲကင်တော်ခြေတဲ့သူရဲ့၄သိန်းနှင့်တကွ ရှင်းကက်ကြ၏။ဤတည်ရလအမျိုးသားတို့သည်မိစ္ဆဘာမျိုးတို့တွားကြောင်းကိုဘိယမိန်မျိုးသားတို့သည်ကြားသိကြ၏။ ဣတိလအမျိုးသားတို့ကထိုအတ္တမအမှုကတပေတို့နိဟုမေးမြန်းလျင်အတေခံရသောမိမ ాయి လင်လေဝိလူကအချမုတ်သည်မယားငယ်နှင့်အတူလာ၍ဘိယမင်ခိုင်ဂိဘာမျိုးမှညကိုလွန်စေပါ၏ညအခါဂိဘာမျိုးသားတို့တီထား၍အချမုတ်တဲခုသောအိမ်ကိုဝိုင်းလျက်အချမုတ်ကို တိုက်တက်မြီအားထုတ်ကြပါ၏မယားငယ်တည်တည်တိုင်အောင်ရှုတ်ချကြပါ၏အကျမုတ်တီလည်းမယားငယ်အကောင်ကိုယူ၍အပိုင်းပိုင်းဖြတ်ပြီးမှဤတည်ရလအမျိုးအမွေခံရာပြီးတလျှောက်လုံးတို့ပေးလိုက်ပါ၏အကြောင်းမူကားသူတို့သည်ဤတည်ရလအမျိုး၌စိုးမြင့်သောအမှုအတ္တမအမှုကိုပြုကြပါပြီ။ သင်တို့ရှိသည်မသည်ဤတည်လအမျိုးဖြစ်ကြပါ၏ဤအရ၌တိုင်းမင်းစီရင်ကြပါလောဟုပြောဆိုလေ၏လူအပေါင်းတို့သည်တယောက်သောသူကဲ့သို့ထား၍ငါတို့သည်တယောက်မျှမိမိတဲသို့မတော်မိမိအိမ်သို့မပြန်ဒီပါမျိုး၌အဘယ်သို့ပြုမီနည်းဟုမူကားစည်ရေးတန်ချ၍အတိုက်သွားမည်ဘေးရမိန်ခရိုင်ဒီပါမျိုးသားတို့သည် ဤတေလအမျိုးတို့၌ပြုသမျှသော အတ္တမအမှုနှင့်ညီလျောစွာ လူများတို့သည်ထိုမျိုးတို့ရောက်၍အပြစ်တံပေးမိအကြောင်းသူတို့စားစေးကိုပိုးစေခြင်းကဤတေလအမျိုးຫນွယ်ပေါင်းတို့၌လူတရာတွင်30တထောင်တွင်100တထောင်တွင်တထောင်တို့ကို ရွေးကောက်ကြကုန်အံဟုဆိုလျက်ဤတေလအမျိုးသားပေါင်းတို့သည် ဂီဘာမျိုးတစ်ဖက်၌စီဝေး၍တယောက်သောသူကဲ့သို့တင်းဖွဲ့လျက်နေကြ၏ဤတေလအမျိုးသားတို့သည်ဘေးရမင်ခရိုင်တလျှောက်လုံးသို့ဆေလွ၍တင်းတို့တွင်ပြုသောဤအတ္တမအမှုကအဘဲသို့နီးယခုမှဂီဘာမျိုး၌ရှိသော ထိုအတ္တမလူတို့ကိုငါတို့ယူ၍တတ်သဖြင့်ဤတေလအမျိုးတွေကဒုစရိုက်ဖြစ်ကို တယ်ရှားမိကြောင်းထိုလူတို့ကိုအကြပါဟုမှားလိုက်ကြ၏တို့ရတွင်ဗိယမိန်မျိုးသားတို့သည်ညီကိုဣတေလအမျိုးသားတို့စကားကို နားမထောင်ဘဲထိုမျိုးသားတို့ကိုစစ်တိုက်ခြင်းမှာအမျိုးမျိုးအရွာရွာကထွက်၍ဂိဘာမျိုး၌စီးဝေးကြ၏ထိုအခါဂိဘာမျိုးသားယောက်ျားကောင်း900မှတပါး အမျိုးမျိုးအရွာရွာကလာတော့ဘေးရမေအမျိုးသားအရေးအတွက်ကဓာလက်နဲ့ဆွဲကင်တော်သူ26000တီထိုလူအပေါင်းတို့တွင်လက်ဝဲလက်ကိုတုံးတက်သဖြင့်စံကြီးတပင်ကိုလောက်လွဲနှင့်မှန်အောင်ပြစ်နိုင်တော်ယောက်ျားကောင်း900ပါတတိဘီယံမေမျိုးသားမတပါဓာလက်နဲ့ဆွဲကင်၍စစ်သူရဲဖြစ်တော် ဣတယီလာအမျိုးသားအရေးအတွက်ခါလေးသိန်းဒီဗေယမိန်မျိုးသားတို့နှင့်စစ်ဖြစ်ခြင်းဣတယီလာအမျိုးသားတို့သည်ဖျားသခင်ဤအိမ်တော်သို့ထား၍တွားပြီးလေအကျွန်ုပ်တို့တွင်အဘယ်သူသည်ဗေယမိန်မျိုးကိုအူးချီတွားရပါမည်နည်းဟုဖျားသခင်ထံတော်၌မေးလျှောက်ကြတော်ထာဝရဖျားကယူဒသည်အူးချီတွားရမည်ဟု မိတ်တော်မူ၏နနက်စောစောဣတရီလအမျိုးသားတို့တည်ထား၍ဒီပါမျိုးအနား၌တက်ချပြီးမှဘိယာမေအမျိုးသားတို့ကို တိုက်ချင်းငါချီသွား၍ဒီပါမျိုးရှိမှစစ်ခင်းခြင်းလျက်နေကြ၏ဘိယာမေအမျိုးသားတို့သည်ဒီပါမျိုးတွေကထွက်ပြီးလျင်ထိုနေ့တွင်ဣတရီလလူ2000တို့ကိုမြေပေါ်မှာလှဲ၍တက်ကြ၏ ို့ရာတွင်ဤတရီလအမျိုးသားတို့သည်ရဲရင်သောစိတ်ကိုယူ၍ပထမနေ့တွင်စစ်ခင်းခြင်းသောအရ၌တဖန်ခင်းခြင်းကြ၏ထာဝရဖျားထံတော်သို့တွား၍ညဥ်ရန်တိုင်အောင်ငိုကြွေးလျက်အကျွန်ုပ်တို့ညီဘေးရမိတ်မျိုးသားတို့ကိုတဖန်စစ်တိုက်ရပါမည်လို့ဟုထာဝရဖျားအားမေးလျှောက်တော့ ထာဝရဖရာကစီတွားကြလောဟုမိတ်တော်မူ၏ဒုတိယနေ့တွင်ဣတယီလအမျိုးသားတို့သည်ဗေယမေအမျိုးတို့အနီးသို့ချင်းကြသောအခါဗေယမေမျိုးသားတို့သည်ဂိဘာမြို့လေကထွက်ပြီးလျင်ဒါလက်နှက်ဆွဲကြိုင်သောဣတယီလလူ18000တို့ကိုမြေပေါ်၌လှည့်၍တက်ကြ၏ထိုအခါ ဣတရီလအမျိုးသားပေါင်းတို့သည်ဖျားသခင်အိမ်တော်တို့တွား၍ငိုကြွေးလျက်ထာဝရဖျားထံတော်၌ဝတ်လျက်တစ်နေ့လုံးညဦးရတိုင်အောင်အစာကိုရှောင်၍ထာဝရဖျားအားမိရှုရာရစ်မိတ္တဟာယရစ်တို့ကိုပူဇော်ကြ၏ထိုကာလ၌ဖျားသခင်ဤတည်ငြိမ်တည်တာတော့ပါလျက်အာရုံဤတာဖြစ်တော် အီလာဇာအီတာဖင်ဟတ်တီတစ်တာတော်ရှိမှအမှုဆောင်သည်ဖြစ်၍ဤတေလမျိုးသားတို့ကအကျွန်ုပ်တို့ညီပေးရမယ့်မျိုးသားတို့ကိုတဖန်သွား၍တိုက်ရပါမည်လောမတော်ဘဲနေရပါမည်လောဟုသာဝရဖရာအားမေးလျှောက်တော့သာဝရဖရာကတွားကြလော့နတ်ဖြန်နေတွင်သူတို့ကိုတင်တို့လက်၌ငါအပ်မည်ဟု မိတော်မူ၏ဣတရေလအမျိုးသားတို့သည်ဂိဘာမျိုးပလဲ၌ကင်းဆောင်လူတို့ကိုထားပြီးမှတတိယနေ့တွင်ဘိယမေအမျိုးသားတို့ရှိရာသို့ခြိသွား၍ယမန်ကဲ့သို့ဂိဘာမျိုးအနား၌စခင်းချင်းလျက်နေကြ၏ဘိယမေအမျိုးသားတို့သည် အတိုက်ထွက်၍မျိုးနှင့်ကွာသွားကြ၏ဘေတလာမျိုးတို့သွားသောလမ်း ဒီပါတော်ရွာသို့သွားသောလမ်းတွင်ရမန်ကဲ့သို့ဣတရီလာအမျိုး သူရဲတို့ကိုလှုပ်ကြံစားပြု၍လူ30ခန်းမြတ်တေးကြ၏။ဘေးရမိတ်အမျိုးသားတို့ကသူတို့သည်ရမန်ကဲ့သို့ငါတို့ရှိမှရှုံးကြပြီဟုဆိုတော်လေဣတရီလာအမျိုးသားတို့ကပြေးကြကုန်အံ့သူတို့ကိုမြို့နှင့်ဝေသောလမ်းတို့သို့ တွေးဆောင်ကြကုန်အံ့ဟုဆိုလျက်ဤတည်ရလာလူပေါင်းတို့သည်မိမိတို့နေရာအရမထား၍ဘာလတာမာမျိုး၌စစ်ခင်းကြ၏ကင်းဆောင်ဤတည်ရလာလူတို့သည်လည်းမိမိတို့နေရာဂီပါလွင်ပြင်မှထားကြသဖြင့်ဤတည်ရလာအမျိုးသားယောက်ျားကောင်းတပေါင်းတို့သည်ဒီပါမျိုးတို့ချီလာ၍ဘေးရမိတ်အမျိုးသားတို့သည် ဘေးရောက်လူငီးသည်ကိုမရိပ်မိသောကြောင့်ကြက်တဲစွာစီး၍တိုက်ကြ၏ထိုအခါထာဝရဖျားသည်ဘေးရမိန်လူတို့ကိုဣတေလလူတို့ရှိမှရှုံးစေတော်မူသဖြင့်ထိုနေ့တွင်ဣတေလလူတို့သည်ဒါလက်နက်ဆွဲကင်သောဘေးရမိန်လူ2500တရာတို့ကိုပယ်ရှင်းကြ၏ ဤတရီလာအမျိုးသားတို့အောင်ပွဲခံခြင်းဘေးရမိတ်အမျိုးသားတို့သည်မိမိတို့ရှုံးသည်ကိုသိမြင်ကြ၏ဤတရီလူတို့သည်ဒီပါမျိုးအနား၌ထားသောကင်းတက်ကိုကူးစားသောကြောင့်အစကဘေးရမိတ်လူတို့ရှိမှဆုတ်ကြ၏ကင်းတက်သားတို့သည်ဒီပါမျိုးတို့တဟုန်နှင့်ပြေးဝင်၍အနှံ့အပြားတိုက်သည်ဖြစ် တမျိုးလုံးကိုဓာတ်နှင့်လှုပ်ကြံကြ၏မြို့ထဲမှာကြီးစွာသောမိโกတက်စေရမည်အကြောင်းဣတိယလာလူတို့သည်ကင်းဆောင်လူတို့အားအကြံပေးနှင့်ကြပြီဖြစ်၍ဣတိယလာလူတို့သည်စစ်တိုက်ရာတွင်ဆုတ်သောအခါဘေယာမိန်လူတို့ကအကယ်၍သူတို့သည်ယမန်စစ်ရှုံးတကယ်သူငါတို့ရှိမှရှုံးကြပြီဟုဆိုလျက် သူရဲတို့ကိုလှုပ်ကြံစားပြု၍လူ30ခန်းမြတ်တေးကြ၏တဖန်မီးလောင်၍ထူထပ်သောမိခိုးသည်မြို့ထဲမှတက်ဆရှိသောအခါဘေးရန်မိတ်လူတို့သည် ပြန်ကြည့်၍မြို့ကိုလောင်သောမိရန်သည်မိုးကောင်းကင်သို့တက်သည်ကိုမြင်ကြ၍ဤတေးလာလူတို့သည်လှည့်၍ပြန်သောအခါဘေးရန်မိတ်လူတို့သည် ေးယောက်ျောင်းကိုတိမြင်လေမိမောတွေဝေ၍ဤတေလာလူတို့ရှိမှတောလန်းတို့ပြေးတော်လဲစစ်တိုက်လိုက်လာတော့သူတို့ဒီမိသည်ဖြစ် ပြေးတော်သူတို့ကို၎င်းမြို့ရွာများတွေကထွက်လာတော့သူတို့ကို၎င်းတပြိုင်နက်ဖြစ်စီကြ၏ဘေးရမိန်လူတို့ကိုဝိုင်းလျက်လိုက်လျက်နုခာရွာမှစ၍နေထွက်ရပတ်ဒီပါမြို့အနားတိုင်အောင်နှိမ်နှင်းကြ၏ ထိုအခါဗိယမိန်သူရဲ့18000တို့သည်လဲ၍တေကြ၏ကျွင်းသောသူတို့သည်လှဲ့၍တောအရဲ့ရိမ်မုံကြောက်သို့ပြေးကြစဉ်တွင်လိုက်သောသူတို့သည်လူ9000တို့ကိုလမ်းမှဖမ်းမိကြ၏ဂီဒုံမျိုးတိုင်အောင်အပြင်းလိုက်၍လူ2000တို့ကိုလည်းတတ်ကြ၏ထိုနေ့တွင်လဲ၍တေသော ဗီယာမိန်သားဆွဲ သူရဲတို့အရေးတွက်ကား2500ဒီလူ600တို့သည်လှည့်၍တောရဲ့ရေမုံကြောက်ကိုမိအောင်ပြည့်သည်ဖြစ် ထိုကြောက်အောင်မှလေးလနေကြ၏ဤတေလာလူတို့သည်တဖန်လှည့်၍ဗီယာမိန်အမျိုးသားတို့ကို တိုက်လျက်မျိုးရွာနာရှိသော လူတရိတ်ဆန်တွေးသမျှတို့ကိုဓာနှင့်လုတ်ကြံ၍ တွေ့သမျှသောမြို့ရွာတို့ကိုမိရှို့ကြ၏တရားသူကြီးမတ်စာခန်းကြီး27ဗိယာမိန်တွင်ဝင်တို့အတွက်ဇနီးများဤတရေလအမျိုးသားတို့သည်အဖေသူမြတ်မိမိသမီးကိုဗိယာမိန်မျိုးသား၌မပေးစားရမည်အကြောင်းမိစဘာမျိုးမှာချိန်ဆခြင်းကိုပြုနှင်ကြပြီးလူများတို့သည်ဖျားသခင်အိမ်တော်သို့လာ၍ ဖျားသခင်ရှိတော်၌ညစ်ဦးတိုင်အောင်နေလျက်အတံကိုလွှင့်၍ငူကြွေးလျက်အိုဤတေလအမျိုးဤဖျားသခင်ထာဝရဖျားဤတေလအမျိုးຫນွယ်တို့တွင်ယနေ့တမျိုးချုပ်တဲ့ရသောအမှုသည်အဘယ်ကြောင့်ဖြစ်ရပါသနည်းဟုလျှောက်ဆိုကြ၏နတ်ဖြန်နနတ်စောစော လူများတို့သည်ထာပြီးလျင် ရစ်တလင်ကိုတည်၍မိရှုရာ၏မိတ္တဟာယရစ်တို့ကိုပူဇော်ကြ၏ဣတယီလအမျိုးသားတို့ကလည်းဣတယီလအမျိုးနွယ်ပေါင်းတို့တွင်အဘယ်သူသည်ပရိသတ်ပေါင်းနှင့်အတူသာဝရဖျားထံတော်သို့မလာဘဲနေသည်ဟုမေးကြ၏အကြောင်းမူကားမိစ္ဆာဘမျိုးသာဝရဖျားထံတော်သို့မလာဘဲနေတော်သူသည် ဤကံအမှန်အတိတ်ချင်းကိုခံစေဟုကြီးစွာသောကျေးဇူးချင်းကိုပြုနှင့်ကြပြီးဤတည်လာအမျိုးသားတို့သည်လည်းညီပင်းရမိန်အတွက် နောင်နိုင်ရလျက်ဤတည်လာအမျိုးຫນွယ်တို့တွင်ယနေ့တမျိုးဆုံးပြီးငါတို့သည်ကိုသမီးကို သူတို့အားမပေးစားရမည်ကြောင်းသာဝရဖျားကိုတိုင်တည်၍ချိန်ဆသောကြောင့် ကြံ့ကျွန်းသောသူတို့ဖို့မိမတို့ကိုအဘယ်သို့ရနိုင်သနည်းဟု၍လကောင်းဤတေလအမျိုးအနွယ်တို့တွင်အဘယ်သူသည်မိစ္ဆာမျိုးထာဝရဘုရားထံတော်သို့မလာဘဲနေသနည်းဟု၍လကောင်းမေးမြန်းလျင်ကိလက်ပြီးယာဘက်မျိုးသားတယောက်မျှစုဝေးရာတတ်သူမရောက်မလာကြောင်းကိုသိကြ၏လူများတို့ကို ရေတွက်သောအခါ ဒီလက်ပြည်ရာဘက်မြို့သားတယောက်မြတ်မပါထိုအခါစူဝေသောသူတို့သည်စစ်သူရဲ12000လူကိုဆေလွတ်လျက်တင်းတို့သည်တွား၍ဒီလက်ပြည်ရာဘက်မြို့သားယောက်ျားမိန်းမသူငယ်တို့ကိုဓာတ်နှင့်လှုပ်ကြံကြလော့တို့ဆိုသောယောက်ျားအပေါင်းကို၎င်းယောက်ျားနှင့်ဆက်ဆံသောမိမအပေါင်းကို၎င်း ရှင်းရှင်းပယ်ရှားကြလို့ဟုမာထားသည့်အတိုင်စစ်သူရဲတို့သည်ဒီလက်ပြည်ရာဘက်မြို့သားတို့တွင်ယောက်ျားနှင့်မဆက်ဆံသေးသောကညာမိမပြူလေးရာတို့ကိုတွေ့၍ခါနန်ပြည်၌တက်ချရာရှီလုံးမျိုးသို့ဆောင်ခဲ့ကြ၏တဖန်စုဝေးသော သူအပေါင်းတို့သည်ရိမ်မုံကြောက်၌နေသောဗီယာမိန်လူတို့ကိုနှုတ်ဆက်၍ အတင်းတင်းခေါ်ခြင်းကလူတို့ကိုဆေလွတ်ကြ၏ထိုအခါဗိယမေလူတို့သည် လာပြန်၍ဣတယေလလူတို့သည်အရှင်ချမ်းထားသောကိလပီယာဘမျိုးသူမိမာတို့နှင့်ပေးစားကြ၏သို့တော်လည်းမိမာတို့သည် မလောက်မနှံ့ကြထို့သူထာဝရဖျားသည်ဣတယေလအမျိုးຫນွယ်တို့တွင် ပြိုပြက်ရာကိုပြုတော်မူသောကြောင့်ဤတေလာလူတို့သည်ဗိယာမိတ်အတွက် နောင်တရကြ၏။စုဝေးရာပရိသတ်အသက်ကြီးသူတို့ကလည်းဗိယာမိတ်အမျိုးတွေကမိမတို့ကိုပယ်ရှင်းသောကြောင့်ကြံ့ကျွန်းသောသူတို့ဖို့မိမတို့ကိုအဘယ်သို့ရနိုင်သနည်းဟု၏လည်းကောင်းဤတေလာအမျိုးတို့တွင်တမျိုးကိုမပြောက်စေခြင်းမှာတေဘေးမှလွတ်တော် ဘေးရမိန်လူတို့အမွေခံစရာမြေရှိရမည်။သို့တော်လည်းအကျဉ်သူသည်ဘေးရမိန်လူ၌သမီးကိုပေးစား၏။ထိုသူသည်ကျိန်အပ်တော်သူဖြစ်စေဟုဣတရီလာလူတို့သည်ကျိန်ဆိုခြင်းကို ပြုသောကြောင့်ငါတို့သည် ကိုသမီးတို့ကိုမပေးစားရဟု၏လကောင်းဒေတလာမျိုးမြောက်ဖက်ဒေတလာမျိုးမှရှေခင်မျိုးတို့သွားသောလမ်းအရှိဘက် လေဘောနာမြို့တောင်ဘက်ရှီလုံးမြို့နယ်တွင်ထာဝရဘုရားအဖို့နစ်စင်ပွဲခန့်တက်သည်ဟူ၍လကောင်းတိုင်မင်ကြသည်နှင့်အညီဘီယာမေလူတို့ကိုခေါ်၍တင်တို့သည်တွားကြလော့စပြည့်ဥယင်တို့၌ချောင်းမြောင်းလျက်နေကြလော့ရှီလုံးမြို့သမီးတို့သည်ပွဲခန့်အံ့သောငါကလျက်လာကြသောအခါ စပြည့်ဥယင်တဲကထွက်ပြီးလျင်ထိုမျိုးသမီးတို့ကိုအတီးတီးကိုမရဖြစ်စေဘူးဖန်စီ၍ဘေးရမိန်ပြည်သို့ ဆောင်သွားကြလော့သူတို့အဖနှင့်မောင်တို့သည်ငါတို့ထံသို့လာ၍အမှုလုပ်တော်အခါငါတို့ကငါတို့မျက်နှာကိုထောက်၍သူတို့ကိုတနာကြပါစစ်တိုက်ရာတွင် သူတို့အတီးတီးဆိုင်သောမယားတို့ကိုသူတို့ဖို့ ငါတို့သည် မချမ်းမထားမိပါတင်တို့၌အပြည့်ရောက်စေခြင်းကယခုပေးစားကြသည်မဟုတ်ဟု သူတို့အားပြန်ပြောမည်ဟုမှားထားကြသည့်အတိုင်းဘေးရန်မိတ်လူတို့သည်ဖြူ၍ပွဲခံလျက်ကသောမိန်းမတို့ကိုကိုရည်တွက်တိုင်းမရဖြစ်ဖို့ရာဖန်ဆီး၍ယူသွားကြ၏ကိုအမွေခံရမည်သို့ ပြန်ရောက်ပြီးလျှင် မြို့တို့ကိုအသည့်ပြင်ဆင်၍နေကြ၏ထိုအခါဤတရေလလူအပေါင်းတို့သည်လည်းကိုမျိုးကိုအဆွေနေရာကိုမွေခံရမည်သို့ပြန်သွားကြ၏ထိုကာလ၌ဤတရေလရှင်ဘရင်မရှိလူတိုင်းမိမိစိတ်အလိုရှိသည့်အတိုင်းပြုတည်ဖျားသခင်ထံတော်မှာ ငြိမ်သက်ခြင်း၊ကျမ်းမာခြင်းနှင့်အရာရာ၌ချမ်းသာခြင်းမင်္ဂလာတို့သည်မိတ်ဆွေတို့၌အစင်ရှိမြဲရှိပါစေသော။အာမင်။